ဒီတိုင်းကခင်ဗျားတို့ပြစ်ထားအောင်မယ်ဆိုလို့ရှိရင်ပေါ့မြို့ဒီရောလေးမြို့ရဲ့အဝင်ပေါက်ကံကောစောထီလက်နော်တောက်ထုဒီမြို့ရဲ့အဝင်ပေါက်ပေါ့မြို့ဒီနော်ရောလေးမြို့ရဲ့အဝင်ပေါက်ကြီးအဲ့ဒီခင်ဗျားတို့တောက်ထုတို့မင်းတက်တို့ဟိုဘက်ဆိုကံပတ်လက်ကံပတ်လက်ဆိုလို့ဟိုဘက်ဆိုရခိုင်ရုံးမရခိုင်ရုံးမအတိုင်းမှာခုတဖြည်းဖြည်းနဲ့လူတို့တွေအေးတွေကနော်ဘုရား ဝင်ရတဲ့နေရာတိုင်းဝင်လို့မှာပဲရတဲ့နေရာတိုင်းဝင်ချမှာပဲဟုတ်လားပြီးလို့စင်အင်အားတောင့်မယ်လက်နဲ့လက်နဲ့ကပြီးလို့စတိုင်းမကင်နိုင်ဘူးပြီးလို့စတိုင်းမကင်နိုင်ဘူးတော့လဲဒေါ်ဘဖို့လို့ရနော်အားလေးဦးစင်တော့ပြောချင်ဘူးခါလေးမပြောချင်ဘူးနော်အဲ့တော့ခါလေးဒီလိုပြောရင်ခင်ဗျားတို့မကြိုက်ဘူးဆိုတာလည်းတည်တယ်ခင်ဗျားတို့မကြိုက်ဘူးဆိုတာလည်းတည်တယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့ပေါ့မြို့နယ်ထိရခိုင်တပ်တော်အေရောက်လာပြီးစိုးရိမ်နေသည့်ပေါ့ကူတော်ရုတ်တံကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာမျိုးတွေကောင်းကောင်းနဲ့ခင်ပါဗျဒီနေ့ဟာစနေရက်ဆယ်လပိုင်း2025ဖြစ်ပါလေဗျဒီနေ့ကတော့အဝေးတိုင်းပခုတ်ကိုခရိုင်နမခနယ်မြေတဲ့ပေါ့နော်ပေါ့မြို့နယ်ဇီးပြားတေရောကား ကောမြွန်နယ်ရဲ့တောင်ပိုင်းဆိုလို့ရှိရင်တက်ကုန်တိချိုကိုပင်တော့ဒီလိုကွယ်ဒီလိုကွယ်ဘဒဆာရဲ့တကယ်တောင်တော်မီအမာခံရွာလေးပေါ့တကယ်ကိုတက်တီနဲ့နိုင်ပြီပုံမှာထားတဲ့စိတ်တိုင်ရောဘာမှကိုဖွင့်ချက်မရှိကြောစရာမရှိဆိုတဲ့ဘဒဆာရွာလေးလိုပဲပြောရမှာပါဗျာဘလောက်ပဲသူတို့တွေတက်တဲ့ဘဝခက်ခဲပါစေကြမ်းတမ်းပါစေသူတို့တွေဟာ ရိတ်ခါပါဆိုပြက်လက်မှုဆိုလဲခဏခဏချင်းဆန်ရပါတယ်ခဏခဏချင်းဆန်ရပါတယ်အခါလေးလို့ဆိုရိတ်ခါအဆိုးအဝါးဆုံးနေရာရှိကိုအဆိုးအဝါးဆုံးဆိုတဲ့အနေထားကြီးကိုဖြစ်ပါတယ်နော်ဖြစ်ပါတယ်ဒကာကြီးတို့ကတော့မဇက်ကလေးကလွယ်တာပေါ့လက်နဲ့ပြန်အလိုက်ပေါ့မတိုက်ချေလက်နဲ့ပြန်ပေးလိုက်ပေါ့ဆိုစကလုံးနေနဲ့ဒါတော့လဲဦးစင်းတို့ကမပြောရဲလို့မဟုတ်မပြောရဲလို့မဟုတ်လာရလို့ပြောတဲ့ဇာတ်ကားတစ်ခါတည်းဆိုရင်အသက်ကတာဝရှိလို့ရေးရောဒီရောတည့်ရဲ့လောက်တော့ပြန်မေးရမယ်ဒီဆိုင်လေးဟုတ်ပါဘူး ံမရမယ်ခိစားဦးစင်းတို့ဘာလို့ကျနာလဲဆိုလို့ရှိရင်ငါတို့လည်းကြည့်ပါရဲ့ဘယ်လိုလဲဒါခဏတေော်ခိုင်းလို့ဈေးပြလို့ဆိုလို့ရှိရင်ဒီလိုခဏတို့ဒီတက်နေရနေလိုက်ပဲလဲနေရာဖြစ်မိုင်မီတာဘယ်လောက်ထိတက်လို့လို့လုံးလာပဲလုံးတော့မှလက်နဲ့ရတယ်လက်နဲ့တည်ရတယ်အလောင်းနှလောင်းရတယ်လက်နဲ့လင်းကားလက်ရတယ်နော်ဒီမှာဆိုရင်ရွှေပါးတွေနဲ့ကူလာရှိကူလာရှိတို့ပေါ်လာ เนาะวีดีโอสิดิดาตองๆมีเว้ยตองๆมีเว้ยเนาะภาษาเยอะแล้วพับมาปะดอกอูซานี่พับปะนี่รู้สิเค้าเนี่ยภาษาเยอะจมบาโลเลยဆိုလို့ရှိရင်တို့တို့ဆင်းလက်တိုက်ရဲတယ်ပြည်တရားကျမ်းဖက်ကိုလည်းတို့တွေဘလောက်ပဲတိုက်ရတယ်ခြာရဲတယ်เนาะခြာရဲတယ်ဒါပေမဲ့ဘာလို့ရနေရလဲဒိခါရန်လိုအပ်နေပါပြီဒိခါရန်လိုအပ်နေပါတယ်เนาะတေယောကိုင်းတို့ဇီဘာလို့ဆိုလို့ရှိရင်မြစ်တောက်စားရတယ် စီမံပါကြားပါလေအနေထားနော်တနေ့ပိုင်းလည်းထုံနည်းပြူစွာပဲသက်ကုန်တောင်ပြုတ်စားလို့ရတဲ့အနေထားပေါ့နော်တနေ့ပိုင်းလည်းထုံနည်းပြူစွာပြီးစီပါလေနော်ပြီးစီပါလေဒိခါဘာကြောင့်ဒီလောက်ထိမပို့နိုင်ဘာကြောင့်လောက်ထိမတွားနိုင်ရတာလဲအမှုပေါ့ဒကာကြီးတို့မှလည်းခက်ခဲနေရှိတယ်ဆိုတော့နားလေတယ်ခက်ခဲနေရှိတယ်ဆိုတော့နားလေတယ်အဲ့လိုလူရင်းတူရင်းပြောချင်တာလည်းပေါ့မြောင်းနဲ့ပရသဗီရုစစ်တွေရွာလေဒိတ်ခါကိုရောက်အောင်ပို့ပြပါဒိတ်ခါကိုရောက်အောင်လုပ်ပြပါ ဒီချိန်မှာစိတ်ဓာတ်ပိုင်းတွေဖြစ်တယ်မို့ရမ်းလို့တယ်စိတ်ဓာတ်တွေရမ်းတက်ကြွအောင်လို့တယ်နော်တက်ကြွအောင်လို့တယ်ခင်ဗျားတို့ကြည်ပါအခုဆိုလို့ရှိရင်ဒီတိုင်းနာခင်ဗျားတို့ပြစ်ထားအောင်မယ်ဆိုလို့ရှိရင်ပေါ့မြို့ဒီရောလေးမြို့ရဲ့အဝင်ပေါ့ကံကောသောထီလင်းနော်တောက်ထုဒီမြို့ရဲ့အဝင်ပေါ့မြို့ဒီနော်ရောလေးမြို့ရဲ့အဝင်ပေါ့ကြီး အဲ့ဒီခင်ဗျားတို့တောက်ထူတို့မင်းတက်တို့ဟိုဘက်ဆိုကံပတ်လက်ကံပတ်လက်ဆိုလို့ဟိုဘက်ဆိုရခိုင်ရုံးမရခိုင်ရုံးမအတိုင်းမှာခုတဖြည်းဖြည်းနဲ့လူတွေအေးတွေကနော်လူတို့ဝင်ရတဲ့နေရာတိုင်းဝင်လုံးမှာပဲရတဲ့နေရာတိုင်းဝင်ချမှာပဲအဲ့တော့ကိုယ့်ဘက်ကလည်းအင်အားတောင်းဖို့လိုတယ်စိတ်ဓာတ်ပိုင်းတက်ကြောက်ကိုအရန်လိုအပ်တယ်အရန်လိုအပ်တယ်နော်တော်တော်ကြီးကိုဒါတွေကလိုအပ်တဲ့အရာတွေဒီလိုစီတီဒါများမျိုးရာကြီးပြင်းလို့ဆိုလို့ရှိရင်လည်း ဟုတ်လားပြည်သူစစ်အင်အားတောင့်တယ်လက်နဲ့လက်နဲ့ကပြည်သူစစ်တိုင်းမကင်နိုင်ဘူးပြည်သူစစ်တိုင်းမကင်နိုင်ဘူးတော့လဲတော့ဘာဖို့လိုရဲနော်အားလေဦးစင်းတော့ပြောချင်ဘူးခါလေးမပြောချင်ဘူးနော်အဲ့တော့ခါလေးဒီလိုပြောရင်ခင်ဗျားတို့မကြိုက်ဘူးဆိုတာလည်းတည်တယ်ခင်ဗျားတို့မကြိုက်ဘူးဆိုတာလည်းတည်တယ်ဒါနဲ့ပြောပြမှာဒါတွေကမိပြီးတော့မှရှိတဲ့လူကြီးတွေမတည်ဘူးလူကြီးတွေတာဝန်ရှိလူကြီးတွေမတည်ဘူးကာကြောကြီးလည်းမတည်ဘူးတူချောကြီးလည်းမတည်ဘူးမိသားစုလူကြီးတွေလည်းလုံးဝမတည်ဘူးနော်လုံးဝမတည်ဘူးမတည်တဲ့ຢာတွေတိုင်းမျိုးကြီးလည်း ။နမကတိုင်မူကြီးလည်းလုတ်ပါတယ်လုတ်ပါတယ်။ဒါကြီးလုံဆောင်ချက်တွေလည်းကောင်းပါတယ်။အောင်ဝဲအလီလီလည်းထိုက်ရပါတယ်နော်။ခင်ဗျားလည်းစကြဝဠာတွေမင်းမဟုတ်တော့။လက်ညှိုးညံရေးမဖြစ်တော့။လိုအပ်ချက်ကတော့ရှိပါပေါ့။ဒါနဲ့ဦးစင်းတို့ကလည်းအဲဟာကိုလိုအပ်ချက်တွေကိုဦးစင်းထောက်ပြမှာဦးစင်းတို့ရဲ့အလုပ်ဦးစင်းတို့ရဲ့အလုပ်ဒီလိုစတဲ့ရွာတွေလိုအပ်တဲ့ရွာတွေမှာထုတ်ပြတယ်သူတို့ကလည်းရှင်းရှင်းပဲဖုန်းဖို့တပြည့်တော့မှအားကိုးစရာဆိုလို့ဖုန်းကြီးတစ်ပါးပဲရှိတယ်ခင်ဗျာတဲ့ဖုန်းကြီးတစ်ပါးပဲရှိရတယ်ဒီလိုစတဲ့က တပည့်ဆိုစစ်တပ်မှာလည်းမကြောက်ပါဘူးခင်ဗျာတရားမှာလည်းမကြောက်ပါဘူးခင်ဗျာဒီရိတ်ခါအတွက်လုံလောက်လို့ရှိရင်ကလေးတွေဖိုးပွားတွေရရရပါခင်ဗျာလေကျသူတို့ကလည်းကန်းကုန်နေသူတို့ကလည်းအားကိုးစရာဥစဉ်ဥစဉ်ကလည်းအားကိုးစရာဆိုဒီပဇက်စပီကာပဲရှိတယ်နော်ဥစဉ်ရဲ့ပို့တာဝန်ရှိပုဂ္ဂိုလ်များလူကြီးများနော်ပေါင်းမျိုးမခွေးတိုင်းမှာရှိတဲ့ဝန်ကြီးချုပ်နော်နောက်ထပ်အခုတ်ကူကနော်မခွေးရဲ့ကိုယ်စားလှယ်မခွေးတိုင်းမှာအရွေးခံမဲ့အမှန်လောင်းနေဒီအမှန်လောင်းနေရောနော်ဒါလေးကိုအတတ်နိုင်ဆုံးကူညီပေးဖို့အတတ်နိုင်ဆုံးလူကြီးတွေနားကိုပေါက်ဖို့အတွက်ကို စောင်းရပြပါလို့ပေါ့ကတော့ပေါ့မြုံနယ်ဘီလူးစစ်တီရဲ့ကူစားပေါ့မြုံနယ်ဘတ်တာစာတီရဲ့ကူစားပေါ့မြုံနယ်ရဲ့ပါရမီရှင်ရွှေပါလေးနော်ရဲ့ကူစားပေါ့ဗျာရွှေရွှေပါလေးရဲ့ကူစားကိုလာရွှေတို့ရဲ့ကူစားနော်ပေါ့ပေါ့ကတော့ကနေမှာနော်အလို့အညွဲ့မေတ္တာရခံတောင်းဆိုပါလေဗျာအားလုံးအေးထိုးစစ်စင်တိုက်နေတဲ့ရိုးမပေါ်ကနဲ့ရေကန်စခန်းသိမ်းတိုက်ပွဲဆက်လက်ပြင်းထန် မကွေးတိုင်းငဖဲမြို့နယ်နဲ့ရခိုင်ပြည်အမ်းမြို့နယ်ကိုဆက်သွယ်ထားတဲ့လို့မပေါ်ကနယ်ရေကန်စခန်းကိုတိမ့်ပိုက်နိုင်မှုအာရခတ်တတော် AA နဲ့တော်လန်ရေးအင်အားစုတွေကစက်တိုက်ထိုးစစ်ဆင်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ် အော်တိုဘာလအစောပိုင်းကတည်းကနက်ရီကန်တောင်ကုန်းစခန်းပတ်ချလဲကကကင်းစခန်းအများစုကိုတင်ပိုက်နိုင်ခဲ့ပြီးအကြီးဆုံးစခန်းတစ်ခုဖြစ်တဲ့နက်ရီကန်တောင်ကုန်းစခန်းကိုတင်ပိုက်နိုင်ဖို့ AA နဲ့တော်လန်ရေးအင်အားစုတွေကစက်တိုက်ထိုးစစ်ဆင်နေတာကြောင့်နေ့စဉ်တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ဆိုပါရယ် လက်ရှိမှာနက်ရီကန်တောင်ကုန်းစခန်းတောင်ပေါ်တလျှောက်မှာအစင်စင်ချထားတဲ့စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးထိတ်ဆုံးကိုတော့မရောက်သေးဘူးလို့စစ်ရေးတရင်ရင်မြစ်ကဆိုပါတယ်။နက်ရီကန်ပြီးရင်ကပ္ပစ14ကိုထိုးမယ်ဆိုရင်ထိုးလို့ရသွားမယ်အခြေအနေရောက်သွားမှာပေါ့။မြေပြန်ကိုရောက်သွားမှာပေါ့။နက်ရီကန်ကြရင်တောင်ပေါ်လုံးလုံးကတော့လက်လွတ်လိုက်ရမှာဖြစ်သွားမယ်။ တရုတ်ကူညီနဲ့လာရှိုးမျိုးအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခနဲ့နောင်ချိုးမျိုးတွေကိုစစ်အုပ်စုကပြန်လည်ရယူပြီးနောက်စက်တင်ဘာလအစောပိုင်းမှာရှမ်းမြောက်ကနေအောင်ပွဲတွေရယူလာတဲ့ပုံစံနဲ့ခွန်အားပေးပြီးအသစ်စုဆောင်ထားတဲ့စစ်မှုထမ်းတပ်သားအသစ်တွေပါဝင်တဲ့အင်အားတထောင်ကျော်စစ်ကြောင်းဟာမကွေးတိုင်းရခိုင်ပြည်အေရဝတီတိုင်းအဆက်ကဒေသတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ အထူးသဖြင့်မကွေးနယ်ရခိုင်ပြည်အဆက်အမ်ဘရန်လန်ကျောပေါ်ကနယ်ရီကန်နီးမှာစစ်အုပ်စုကအင်အားအများဆုံးအုံပြုပြီးထိုးစစ်လာလာပေမဲ့အော်တိုဘာလအတွင်းမှာပဲ၃ချိန်တိုင်တိုင်နောက်ပြန်လန်ကျခဲ့တယ်လို့အာရခတပ်တော်ကထုတ်ပြန်ထားပါတယ်။ဒါအပြင်အော်တိုဘာလအစောပိုင်းကနယ်ရီကန်ကကင်းစခန်းတစ်ခုဖြစ်တဲ့ဂုတ်ကြီးရွာစစ်အုပ်စုစခန်းတင်ပိုက်ခံရပြီးနောက်မှာမကွေးနယ်မင်းဘူးဘက်ကနေနယ်ရီကန်ဘက်ကိုအင်အားတွေထပ်တိုးထားတယ်လို့ဒေသခံတွေကဆိုပါတယ်။